င်္ဂလာပါရှင်ကျမကကေခိုင်ပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ် ဘလာရုနိုင်ငံကမြန်မာစစ်တပ်အတွက်လေကြောင်းရန်ကောက်ွယ်ရေးစစ်စင်မှုကုတ်ကွေရေးစနစ်ကိုချောင်းချပေးအပ်ခဲ့ပြီးစစ်လက်နက်ထုတ်လုပ်ရေးဝန်ထမ်းတွေကိုလစ်ကျင့်တင်ကြားပေးနေလို့ Justice for Myanmar အဖွဲ့ကဇူလိုင်လ2ရက်နေ့ဒီကနေ့မှအစီရင်ခံစာထုတ်ပြန်ထားပါတယ်။လူဝဲပေါက်ကြားလာတဲ့မြန်မာစစ်အုပ်စုရဲ့လေကြောင်းရန်ကောက်ွယ်ရေးဌာနချုပ်နဲ့ဘလာရုနိုင်ငံစစ်လက်နက်ထုတ်လုပ်ရေးနဲ့တင်ပို့ချောင်းချရေးတာဝန်ရှိသူတို့အကြားပေးစာအရတည်တဲ့ဒီဇိုင်းဆွေးထားတဲ့လေကြောင်းရန်ကောက်ွယ်ရေးအမိန့်ပေးစနစ်တရက်ကိုဘလာရုနိုင် ိုင်ငံကမြန်မာစစ်တပ်ထံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်စစ်အာဏာသိမ်းပြီးနောက်ဘီလာရုနိုင်ငံနဲ့မြန်မာစစ်တပ်တို့အကြားကိုယ်စားလှယ်အရာရှိကြီးတွေအပြန်အလှန်ချစ်ချင်ရဲ့ခေးစဉ်တွေပုံမပြုလုပ်လာနေတာကိုမြင်တွေ့ရပြီး2025ခုနှစ်အတွင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတိုင်ဘီလာရုနိုင်ငံမျိုးတော်မစ်ကိုနှကြိမ်တောရောက်တာကအာဏာရှင်အလက်ဇန္ဒားလူကာရှန်ကိုအပါအဝင်ထိပ်ပိုင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါရဲ့ရှင်။ နတာအီဝိကာရဲ့မင်းခင်ကုမ္ပဏီကကားထုတ်လုပ်မှုရန်နာပြီးဒေဝလီခံရတယ်လို့သတင်းတွေမှာဖော်ပြနေကြပေမဲ့ရန်ကုန်မြို့မှာရှိတဲ့နတာကားရှိုးရုံးမှာတော့ဆက်လက်ဖွင့်လှစ်ရောင်းချနေပါတယ်။ဟန်နာသတင်းပေးပို့ထားပါရဲ့ရှင်။ ရန်ကုန်မြို့တခင်မြပန်းချံအနီး MP နိုင်ငံတကာစိတ်ကမ်းရှိကနေတာကားရှိုးရူးကိုဆက်လက်ဖွင့်လှစ်ချပြီးအောင်မင်္ဂလာအဝေးပြေးခွင့်အနီးက M Terminal Shopping Center ရှိ Promotion Area မှာလည်းနေတာ EV ကားတွေကို3150ကက်စီနဲ့ပြသထားဆဲဖြစ်ပါတယ်ကားတွေအယောင်ပြထားပေမဲ့ကားလက်ဝယ်မရှိပဲစီးရင်သာကောက်ခံနေပြီးကားမှယူလို့ရတဲ့အချိန်ကိုပြန်အကြောင်းကြားပေးတယ်လို့နေတာ EV ကအယောင်တာဝန်ခံဝန်ထမ်းကပြောပါတယ် မောက်ပါတီဒီကားကိုဝယ်မယ်ဆိုလို့ရှိရင်တော့7 kg ပဲခြားကြပါတော့เนาะ7 kg ပဲခြားကြနဲ့ window flint နဲ့လက်ဆောင်တက်ပေးမယ်ပေါ့เนาะမဟုတ်ဒါပေမဲ့ကားကတော့ညီမတို့က store တွေကမရှိသေးဘူးပေါ့เนาะလောဆယ်ကညီမတို့ payment တွေပါတယ်လက်မခံထားသေးဘူးနာမည်စာရင်းလေးပဲယူထားအောင်ပဲဟုတ် payment ညီမဒီကားမှာလို့ရပြီဆိုလို့ရှိရင်တော့ညီမတို့မောက်ပြန်ပြောပေးမယ် ပကရဂျွန်လာ19ရက်နေ့ကတရုတ်နိုင်ငံပိုင်မီဒီယာ CCTV ရဲ့ဖော်ပြချက်အရလက်စစ်ကအမတ်တစိနှစ်တာရဲ့မိခင်ကုမ္ပဏီဟာကျွေးမီယွမ်7ဘီလီယံကျော်ရှိနေပြီးကားထုတ်လုပ်မှုမှာလည်းရနာချတဲ့အတွက်ဒေဝါလီခန့်ချောင်းဖော်ပြခဲ့ပါတယ်။နှစ်တာ EV ကုမ္ပဏီရဲ့မိခင်ကုမ္ပဏီကျေးကျန်ဟိုဇုံ New Energy Automobile နဲ့မြန်မာပြည်တွင်းက Grand Series Limited GSE တို့ဟာမြန်မာနိုင်ငံကိုကားတွေတင်သွင်းရောင်းချဖို့2022ခုနှစ်အောက်တိုဘာလကသဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ EV ကားတွေနဲ့ပတ်သက်ပြီးအသိပညာပေးနေတဲ့ EV မြန်မာ group ကတော့ကားအပေါ်ပစ္စည်းရနိုင်ဖို့မတိချတော့တာကား software update လုပ်ဖို့အခက်အခဲဖြစ်လာမှာ၄ကြောင့် EV ကားတွေစီးပေါ်လာတော့မဝဲတင်တော့ဘူးလို့တုံ့တက်ချပါတယ်။ရန်ကုန်မြို့က EV တက္ကစီရင်မောင်းနေသူတူကတော့နတာ EV ကုမ္ပဏီတွေဝခံလိုက်ရတဲ့တဲ့င်းကြာပြီးတဲ့နောက်ရင်းမတော်သဆမှုတွေဖြစ်လာခဲ့မယ်ဆိုရင်ရင်းအပေါ်ပစ္စည်းခက်ခဲနိုင်တဲ့အခြေအနေကိုရှင်းပြပါတယ်။ ောက်ဆက်ဒရိုက်ဆိုခုနပြောလို့ပေါ့ဒီပစ္စည်းတူတဲ့ဥစ္စာကိုပဲဝယ်ထည့်ပေါ့အဲ့ဒါပဲပြောလို့ရပါဘူးအဲ့ဒီသူကုမ္ပဏီကမထုတ်တော့ရင်တော့မှပေါ့အဲ့လိုမျိုးကျွန်တော်တခြားကုမ္ပဏီကဒီဒေါန်ဖန်တို့ဒီလစ်မော်တာတို့ဒီတခြားပစ္စည်းတွေလည်းရှိပါတယ်အဲအဲ့ဒါနဲ့တူတဲ့ဥစ္စာပဲကျွန်တော်ကအားကိုးပြီးတော့တောင်းရမှာပေါ့ GSC ကုမ္ပဏီလက်အောက်ရှိနတာအော်တိုမြန်မာကတော့ ။ဗန်တာကားတွေအတွက်လိုအပ်တဲ့အပိုးပစ္စည်းတွေကိုလုံလုံလောက်လောက်လက်ဝယ်ရှိထားတဲ့အပြင်ကားအာမခံတောင်းဆိုမှုတွေကိုလည်းအပြည့်အဝတာဝန်ယူလုဆောင်ပေးနေတယ်လို့ထုတ်ပြန်ကြပါတယ်။မြန်မာနိုင်ငံမှာ EV ရင်းတွေတင်သွင်းခဲ့တဲ့နှစ်တာကာလအတွင်းယင်းအစီးရင်နှထောင်ကျော်တင်သွင်းပြီးဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားတဲ့စီးရင်စရာများအတိရပါတယ်ကျွန်မဟန္နာပါ တအန်တန် TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနှောက်ချိုမြို့နယ်ကအုံမကားရော်နဲ့နောက်ဩရော်အထိစစ်ကောင်စီတပ်တွေကဇလိုက်လာ၂ရက်နေ့မှာပြန်လည်သိမ်းပိုက်ရရှိတော်ပြီလို့တော်လေရဲ့တပ်ဖွဲ့နဲ့နှိမ့်ဆက်သူတွေစီကသိရပါဗျ။ပြင်ဦးလွင်ရေဝင်းအုံမတိနှောက်ချိုလက်ဖက်မှာတော့စစ်ကောင်စီတွေကအုံမကားအကျော်ရွှေညောင်ပေရော်နာအထိရောက်လာနေပြီးနှောက်ချိုရောက်ဖို့ကြောက်ကြံရော်ပေကြားမှာရှိတော်တယ်လို့ဆိုပါတယ်။ ်စစ်ကောင်စီတက်ကနောက်ချိုနဲ့အနေအနာကိုရောက်နေပြီးလေရင်နဲ့လည်းဘုံလာခြင်းနေလို့ဒေတာခန့်အမျိုးသားတယောက်ကပြောပါတယ်နောက်ချိုမျိုးပေါ်ကဒေတာခန်တွေကတော့တိုက်ပွဲတွေစဖြစ်တဲ့ဇွန်လပထမအပတ်ကလေးကဘေကင်းရောင်ကိုတင်းချောင်နေကြပြီးစစ်ကောင်စီရရှိတော်တဲ့နေရာတွေဘက်ကနေဖြတ်တော့ဖြတ်လာလို့လို့မရတော့ဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကအခုနောက်ပိုင်းမှာလက်နက်ငယ်တွေတိတ်မတုံတော့ပဲဒရုန်းနဲ့လက်နက်ကြီးကိုသာအသုံးပြုပြီးအပြန်အလှန်တိုက်ခိုက်လာတယ်လို့တော်လေရေးတပ်ဖွဲ့နဲ့နှိမ့်ဆက်သူကပြောပါရဲ့ရှင်။ ဒီပီပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကကိတ်ခိုင်းပါ